裴阿姨，阿婆谢谢。 ောက်ကကမင်းကြီးဘုန်းတော်မြန်မာပြည်မှာနေခဲ့တာတော့အဘိဓသာမင်းကြီးပေါ့မဟာတက္ကရိ9990ကအဘိဓသာမင်းကြီးရဲ့အဆက်နယ်ဖြစ်တဲ့နာဂီဝဲနယ်ဩကကမင်းကြီးလက်ထက်ရောက်လာတဲ့အခါမောင်နှမ6ယောက်မောင်နှမ9ယောက်အဲ့မောင်နှမ9ယောက်ကိုအဲ့ဩကကမင်းကြီးရဲ့နောက်ယူထားတဲ့မိဖုရားကသူသားသမီးတွေကိုနတ်တင်နေတဲ့အခါကျတော့ဖေလို့တဲ့ဩကကမင်းကြီးရဲ့ သာသမီတွေကိုအန္တရာယ်ရှိလို့ဆိုပြီးတော့တိုင်းပြည်ကနေပြည်ရယ်နဲ့နှဲထုတ်လိုက်တာမနဝ9ရောက်ထွက်သွားယမနဝ9ရောက်ကထွက်သွားတဲ့အခါကျတော့အာသမတိဘုရားဘက်ကနေပြီးတော့သစင်ဘုံတို့ဟိမွန်တောင်ကြီးတိုင်းအစင်းတိုင်းလာလိုက်တာမိတန်ကြီးလိုပဲတန်းကြီးတော့ဒါကိုကဲမှာကြည်လိုက်သည်အဲ့လိုနဲ့လာလိုက်တာကျတော့ဂေါတိယဘက်ရောက်တဲ့အခါကလောတော်ကြီးပြောပါတော့အဲ့နေရာကျတော့အမအကြီးဆုံးက တော်ရရတိနေဟုတေဟုတို့မို့တပ်ပင်ပန်းမှနေဓမ္မတဲ့တာလည်းတွေ့ပြီးတော့လေဘရိုစီယောဂလိုဟာမျိုးကြီးရရတဲ့အခါကျတော့အဲ့ဒီအမကြီးကိုတက်ကောင်းနဲ့ထည့်ပြီးတော့ဆန္ဒရိက္ခာတွေနဲ့ဖတ်ခဲ့ဆက်ပြီးတော့မာမရှိအောင်လာလိုက်တာဒီနေရာရောက်လာတဲ့အခါကပလတ်ဝတ္ထုယတိကြီးကဒီနေရာမှာဒီကျုံမဲ့ခေါင်းကြီးပေါ့လေအဲ့နေရာမှာမြည်ပြုတ်ပြီးတော့နေတယ်ဒီနေရာရောက်တော့ဒီနေရာရဲ့ထူးခြားချက်ကဒီသာသမင်တွေ ယုံလေးတွေသာသမန်တွေကခြေနစ်တကြတွေကို နိုင်တယ်သူတို့ရဲ့တတ္တိရ။ဟိုဖားလို့ရှင့်လို့အကောင်လေးတွေရမွေတွေပါတွေကိုနိုင်တဲ့တတ္တိရှိတယ်။အဲကြောင့်ဒီနေရာဟာတကယ်ကိုထူးခြားတဲ့နေရာပဲ။ကပိလဝတ္ထရဲ့တည်းရဲ့ဒီနေရာမှာမြို့နန်းတည်ပြီးနေကြဆိုပြီးတော့မောင်နှမရှိရကိုနေရာပေးလို့ကပိလဝတ္ထကပိလဝတ္ထဆိုပြီးဖြစ်လာ။အဲ့ဒီမှာမောင်နှမရှိယောက်ကအချင်းချင်းမောင်နှမအရင်နေဩကကံမင်းကြီးရဲ့သာသမီတို့ချင်းချင်းပြန်ပြီးတော့ယူကြ ဲ့လိုလေလူကြီးကွာစုကြတယ်နှစ်20 30ဇာတုနှစ်3ခု4ခုလောက်ကြာသွားပါဘောလေအဲ့လောက်လောက်ကြာတဲ့အခါကျတော့ဘဝကဩကကမင်းရဲ့တရေကြတယ်ဘာသာသမီးတွေဘယ်နဲ့အချိန်နည်းမရှိဘူးဘာရှိရှင်မင်းကြီးရဲ့သာသမီးတွေကတမန်တော်တည်းရဲ့တစ်ဆင့်ကြားတယ်ဟောဒီဒေသမှာကပလဝတ္ထုနန်းတော်ကြီးရဲ့လို့အခန္ဒနာနဲ့မြို့ပြတွေတောင်ထူထောင်နိုင်တဲ့အချိန်တွေတခုဖြစ်သွားပြီဘောဒလတန်းရဲ့အနုဒါကမင်းနေပြီတခုအနေနဲ့တောင်ပြောလို့ရတယ် ဒီကြောင့်နေနိုင်ရပြီလို့ပြောတဲ့အတ္တကြဝတ္တဘောခုမှာတော့လက်ကြဝတ္တဘောခုမှာတော့ခုမှာတော့ငါးရသသမီးတွေကလက်ကြဝတ္တဆွမ်းနိုင်တယ်အီးချင်းရှိတယ်တတ္တိရှိတယ်ရဲရဲကြအဲ့ဒါကိုဆွဲပြီးပြီတော့လက်ကြသာကြီးဝင်လက်ကြပြတာကြီးရဆိုတော့ကျွန်တော်ကြီးတွေကိုပြောတာကျွန်တော်ကြီးတွေပေါ့ရအရက်ကနေရောက်လာတဲ့လူမျိုးဒီနေ့မြန်မာပြည်မှာတိုင်းနိုင်ငံနဲ့၁၄ခုရှိတယ် ကျွန်းဟာသဘောပေါက်ပဲနေတဲ့တိုင်းနေပြည်နဲ့ကိုကူမှာပေါက်အဲ့လိုပဲဒီဒေတာဟာလည်းကျွန်းမင်းတွေပေါက်ကြကျွန်းတော်ကြီးရှိရာကျွန်းတော်ပေါက်ရာကျွန်းမင်းတွေပေါက်ရာအရက်ကမြို့မြို့တာကြီးရာမြို့နဲ့အစဉ်ဆက်ကလုံးဝအယောမခံဘူးစီကောင်းတော်ပြည်တဲ့ကြီးမြို့နဲ့အစဉ်ဆက်အယောမခံလို့အတန်ပိန်နာဘာလဲတော့အတန်ပိန်နာမြို့နဲ့ကအစဉ်ဆက်ကမင်းမြို့ဖြစ်တဲ့အတွက်ခတ္တိယ ခတ္တိယဆိုတာမြေယာကိုပိုင်ဆိုင်တယ်။ဒါနဲ့မြေနဲ့ပတ်သက်ပြီးကြွန့်ကျင်တယ်။တောင်သူလုံငန်းအကုန်လုံးကဆိုင်ပြွေးနိုင်တယ်။မြန်မာပြည်ရဲ့အစဉ်ဆက်ဘုရားမျိုးတွေနဲ့ဆိုင်ပြွေးလို့တာဖိအိနဲ့မကြည့်ဘူး။သုတ္တရဏ၊သုတ်တိဩရဏဖြူစင်တဲ့ခမင်းလုပ်တဲ့လူတို့အဓိပ္ပာယ်။ဒါနဲ့ပြောရင်အသက်မွေးအကြောင်းဖြူစင်တဲ့တောင်သူလုံစားတယ်။ဟောတန်ငါတယ်မဟုတ်ဘူး။မတရားလုပ်တဲ့ဟာမျိုးဟုတ်ဘူး။နော်။အဲ့ဒါထားလိုက်တော့အဲ့လိုနဲ့ဒီတရားကို ရောက်လာတာခုနပြောတဲ့ကလောတော့မှကြံခဲ့တဲ့အမကြီးရကြတော့အဲ့ဟိုဘက်ကကောလီယာဘက်ကမင်းသားတယောက်ကလည်းအဲ့လိုပဲလဘရူစီလိုယောဂာကြီးရတော့တဲမှာစေမြင့်ဒီပါလိရှာဖွေစားတော့နေတို့ယောဂာပြောက်တို့တို့ရဲ့ပါရမီဓာတ်ကံကြီးရခုနတက်ခေါနဲ့ပါပိတ်တက်ခဲ့တဲ့အမအကြီးဆုံးနဲ့တွေ့တွေ့ရတဲ့ခါကျတော့အာငါတော့ဒီဒီနာယောဂာရတာဒီစေဒီစေမြင့်ဒီတယောက်ဒီဟာလေးစားလာတော့တော့ပျောက်သွားတယ်ဆိုတော့ အဲ့ဒါပြန်ပြီးတော့ဈေးပါကြီးကူပြီးတော့ပြောက်ပါပါခင်ဗျသူတို့နှစ်ယောက်ကပြန်ရအဲ့ဒါဟိုလေကောလီယာတိုင်းချက်နော်အတာကင်းမျိုးတွေကြီးတယ်ဟုတ်လားအဲ့ဒါနဲ့ကြီးကြီးလာလိုက်တာအကင်ထားလိုက်တော့ဘုရောအင်ဇနပြောကြည့်ပြီးလို့လေတော့ဘုရောအင်ဇနဘုရောအင်ဇနနဲ့ရေတော်ရာနဲ့ရရေတော်ရာမေ့တယ်တော့ဒါနံပါတ်1ရေတော်ရာနော်ဘုရောအင်ဇနနဲ့ရေတော်ရာနဲ့ရတာကမာယာဒေဝီ ဂေါရမီသုဗ္ဗဗုဒ္ဓဒန္တပါဠိမနောပရိယတော်ဒေယဘုရောအင်စနာနဲ့မာယာရတ္တရိယနဲ့ရအဲအဲ့ဒီဘုရောအင်စနာကမဟာတက္ကရချူတာလေခဏကွန်တော့ကွန်ရ90ခုချူလိုက်လို့မဟာတက္ကရ60ခုမှာတိရဒ္ဓတန်တိဒီယူဒီနေရာမှာပေါ့လေ68ကျန်မှာမွေးတာဟုတ်နော်ဒါဘုရောအင်စနာနဲ့မာယာဒီဦးနဲ့ရတာဘယ်လိုရော ဘောဓောဣဇနနဲ့ရတော်တယ်နဲ့ရတာကမာယာဒေဝီဂောရမိသုဘဗုဒ္ဓသန္တပါဏိသုဘဗုဒ္ဓဆိုတာရှင်ဒီဝရတောရတော်နေရာတို့ရဲ့ဖဲ့ရနော်အဲ့ဒီမှာဒီဘက်ကကြည့်ရင်တရားဟနုတိဟဟနုပြောကြည့်ပါလေတော့တရားဟနုတရားဟနုဝင်ကြီးနေမိမိအားကြီးနဲ့ရတာကကြတော့ဒီဘက်ကဘယ်လိုလဲဆိုတော့ ဟောသုပ္ပအသုတ်ဒေါရဏသုတ်ကောရဏအသက်ကောရဏဒေါဒေါရဏအမိဒေါရဏညီကုန်၅ယောက်သုတ်ဒေါရဏသုတ်ကောရဏအသက်ကောရဏဒေါဒေါရဏအမိဒေါရဏဩရဏညီရလို့ပြောတယ်ရှုစင်တဲ့တန်ဖိုးရအကြောင်းရှိတာပေါ့ဩရဏဆိုခမင်းကိုပြောတာသူတို့တို့စားဖို့တောက်ဖို့အတွက်တော့မတရားမလုပ်ဘူးပေါ့ဗျာတန်ဖိုးရအကြောင်းပြုစင်ကြတဲ့ညီကိုတွေဒီလိုပြောတာတောင်းသူလို့ခါကြတယ်နော်သုတ်ဒေါရဏသက်ကောရဏသုတ်ကောရဏ နော်ဒေါဒရဏအမိဒေါဒရဏအော်ညီမနှစ်ယောက်ရှိတယ်အမိတာနဲ့ပါဠိတာအမိတာနဲ့ပါဠိတာနော်အဲဒီဘက်ကသုဒ္ဓရဏနဲ့ဟိုဘက်ကမာယာရီမိလေးတော်ခေါ်ရမျိုးရတာဟုတ်ဒီဘက်ကသုဒ္ဓရဏနဲ့ဟိုဘက်ကမာယာရီမိရတာကသိတဲ့ထားဒီဘက်ကအမိတာနဲ့ဟိုဘက်ကသုဘဗုဒ္ဓနဲ့ရတာကယသောရိယဗဒ္ဒကိစ္စနာယသောရိယဗဒ္ဒကိစ္စနာဟုတ်လားရဟုလားမေယူပြောတာ နော်ရာဟုလမတာပါလေရာဟုလမေဘူးဆိုတာအဲ့ဒါရတောတရားဘာရကေသနာရွှေဦးလေးလူလာဒါကြောင့်ရတောတရားဘိမ္ပါဘိမ္ပါရွှေဦးပြောတာသူရအသားကြီးအလုံးပြန်လှပါလေရတောတရားဘိမ္ပါရတောတရားဆိုတာယတ္တဆိုတာခြံရံခြံရံဒီထဲမှာ၄တောင်ရှိ၄တောင်နဲ့နော်အဲ့ဒါလူရတီဆန္ဒကြီးပါနေရင်ရမသူပါသူရမရမလူရတီဆန္ဒကြီးတကယ်ဒီထဲမှာ အဆင့်၅ဆင့်ရှိတယ်ခန့်မှုကြီးတွေအကျယ်ကြီးတွေလောက်တာလေဝင်လေးထွက်ကောင်းအောင်တော့အဲ့ဒီတည်းမှာအချမ်းရံတတောင်းနဲ့ရတော်ရရနေတယ်ဒါတို့ရရမှာဆိုရင်တိရထအကျက်လာနေတယ်သူ့ပါနော်ဆောင်းရသည်မှာဆိုရင်ဒါကလည်းကိုတက်တော့ဆောင်းရတဲ့ကျတော့လေဝင်လေးထွက်နေအောင်ရဲ့ဟင်းဝဏ္ဏနေရလေအဲ့တော့ဘာလို့လဲဆိုတော့အခန်းတွေကိုခက်စိတ်စိတ်လုပ်လိုက်ခန့်မှုတွေကိုကျင့်ထားတယ်လေဝင်လေးထွက်ဒီ volume ပေါ့လေဒါကြီး လေလေလေတဲ့ဟာလေအဝင်အထွက်နေရင်ဒါနှွေးမှာပေါ့ဘယ်လိုလေတဲ့တာအဝင်အထွက်များရင်လေအေးလေးဝင်တာအေးမှာပေါ့နော်ဒါကြောင့်သာဝတိဆံနဲ့ကျတော့ကိုးထက်အဲ့ဒါမှာချမ်းရံတောင်းနဲ့သတ္တတွေကအလဲကြနေတယ်သာဝရလူဆိုရင်တေတ္တာတွေထဲမှာနေလူတံမှာမိုးရတယ်မှာဆိုရင်ခုနှစ်ထပ်ပေါ့နော်တကားတွေကိုပြေလွယ်လွယ်ခွန့်လွယ်လွယ်အောင်စနေကြလောက်ထားတယ်အဲ့ဒါမှာမိပြအောင် ။ဒါကနမောင်မဘိတာဘောင်တသောင်းနဲ့ရတ္တရိယနေတယ်။ရတ္တရိယရဲ့နောက်ကအမြဲတမ်းလိုက်နေတာတသောင်းဆိုတော့မွေရည်တသောင်းမွေရည်တသောင်းဆောင်းရည်တသောင်းအမြဲတမ်းလိုက်နေတာကတသောင်းအချမ်းရံမောင်မဘိတာဘောင်၄တောင်းအဲ့ဒါကြောင့်ရတ္တရိယခေါ်တယ်။ချမ်းရံနေအများကြီးရှိတဲ့အမျိုးသမီးပေါ့နော်။အဲ့ဒါဘောင်တို့ဒီနေရာဟာကပိလဝတ္ထုနန္တော်ကြီးဖြစ်တဲ့တိရတ္တကောရမကိုမွေးခဲ့တဲ့နေရာလေးဖြစ်တဲ့တိရတ္တကောရမ29နှစ်တည်းအောင်ဒီနေရာမှာအရင်အနေနဲ့နေခဲ့တာ ဆိုဒေတတမင်းသားမင်းသားဒေတတမင်းသားမင်းသားဆိုတော့ဒေတတသတ္တလုံးမင်းသားဖြစ်ပြီးတော့16နှစ်မှာဘယင်ဖြစ်တယ်နော်16နှစ်မှာဘယင်ဖြစ်တယ်တို့တော့တိုင်းရင်းပြည်နဲ့ပတ်သက်ရင်သူကောင်းကောင်းစီမံခဲ့တယ်အဲ့ဒီအပိုင်းကမြုပ်ထားသလိုဖြစ်နေတဲ့အတွက်နော်အဲ့ဒိတ်မသိတာဟုတ်လားအဲ့ဒါရှင်မင်းအနေနဲ့73နှစ်မင်းသားအနေနဲ့16နှစ်နေခဲ့တဲ့နေရာပေါ့လေအဲ့ဒါဘုံတို့ဒီနေရာလေးလားအခုဝင်ခဲ့တာကဘုံတို့အဲ့ဒါအနောက်ပေါ့ ကဗလဝနန်းတော်ရဲ့အနောက်ပါကဗလဝနန်းတော်ကြီးဆိုတာဒီနေရာမှာမြေကြီးအောင်မြုပ်နေတာငယ်တန်းကျတော့ဒီနေရာမှာရွှေရွှေလေးလုံးရှိတယ်ရွှေတော့မရှာပါနဲ့ဘုန်းတော်အရင်ရှာတော့တဲ့ပြီရှိတယ်လေနော်ဘုသူရှင်တော်ဘုန်းတော်အရင်ဘုသူရှာဟောရရဟုလာရှာတာလေမတွေ့လို့ခဲဧည်သွားတာဟုတ်လားဘုန်းတော်ရင်းနဲ့ရှာတော့တာတော့ထွက်နေပြောက်သွားတာဟုတ်ပြန်နော်အဲတွေ့ရဟုလာအကုန်အောင်သုံးပြလိုက်ပါဘောအဲ့ဒါဆိုတော့မတွေ့တော့ဘူး ဒါဘုရားအလောင်းနဲ့ဆိုင်တဲ့ဘုံကကန်ကတော်ဘုံတို့သွားကြဒီနေရာမှာနှစ်ခုရှိတယ်နော်သူတို့ဟိန္ဒူတွေကလည်းအဲဘုရားအလောင်းဖားတဲ့နေရာပါပဲသူတို့ရဲ့ဘုရားမွေးတယ်သူအဲ့မှာလည်းအခြားအယုတ်တွေပါလိမ့်ရှိတယ်အဲ့ဒါတွေ့ကြရရှောက်အရှင်မကုန်းတယ်သူတို့ကဒါခက်ကလာလေးပေါင်းနှစ်ပေါင်း600ကျော်ဖြစ်သွားတဲ့အခါဒီနေရာတွေကနေဒီပါလိမ့်ရုပ်သွားတယ်နော်သောမြန်မာပြည်နဲ့ပါတူလို့ဆိုတာအိုးဘုတ်ကိုချိုးရုပ်ပဲဆက်တော့အဲ့ဒါကြီးရဲ့အိုက်တူရ။ခေါင်းတို့သုံးခဲ့တဲ့အသုံးဆောင်တွေ မြန်မာပြည်ကျောင်းနဲ့အလုံးဆောင်နေတဲ့သူတွေဒါကြောင့်ပြောတာတရားကမြန်မာမျိုးနဲ့ဆိုဘုန်းတော်ကတိတ်ကူးနဲ့တင်ပြောတာမဟုတ်ဘူး DNA တွေဒီလူဝိရူပတက်လိုက်တဲ့အခါကျတော့နေသွားတဲ့လူတွေအယိုးတွေရှိတယ်အဲ့ဒါလေးကိုလည်း DNA စစ်ခွဲခွဲတာရောနောက်သူတို့သုံးတဲ့သုံးဆောင်တွေရောဖတ်စ်တဲ့အခါမြန်မာမျိုးတွေဖြစ်အဲ့ဒါကြောင့်ဒါကြီးမျိုးရဲ့အမှားဆိုအဲ့ဒါကိုပြောတာ။ဟာဟိုအမှတ်မမှားနဲ့တော့ဒါတွေကနန်းတော်ရအဟောင်းနေရာတွေလားဆိုတော့ဒီလိုပြောလို့မရအောင်ဒါတွေကအာလောကမြေလက်ဆက်ကြမှာ။ဟာ အထိတ်မှတ်နေတဲ့ဒီမျိုးဟောင်းနေမှာလဲတွေ့ရတဲ့ခါမျိုးအပေါင်းဆန်နေတွေ့နေတာတွေ့ရဒါတွေအသေးစိတ်တော့ပြောချင်ပြအောင်နော်အဲဒါကြောင့်ဘုန်းဘုန်းတို့ကဘုရားဟာညီမရဲ့အမျိုးအနွယ်ဆိုတဲ့ဟာတွေကဘုန်းတို့ကစိတ်ကူးနဲ့ပြောတာမဟုတ်ဘူးအတိအကျလက်ခံနိုင်ကြရဖြစ်ပြီလို့ပြောတယ်ဘုန်းတို့သွားမှကတော့တေကသမင်းသားတိုးထွက်သွားတဲ့ညရဲ့ရှိပဲကားပါပေါ့လေအဲ့ညာကိုသွားနေတာဖြစ်တယ် င်1600ကျော်ကဘုန်းကြီးရဲ့ဘောဓမဗုဒ္ဓလားရတနာမင်းလားတောထွက်ခဲ့တဲ့အဝိလဝတုနန်းတော်ရဲ့ရှိဘက်မျိုးရိုးနေရာဖြစ်ပါဒီကနေဘုန်းတို့တဏ္ဍာမင်းကိုစီးပြီးတော့မာတကရိ69ဝါဇူလာလာပြင်းနေည၎င်းရန်ချိန်လောက်မှာဒီနေရာနေဘုန်းတို့ပုရဝလာတောဘက်ကိုဒေါကရာစီရဲ့ချင်းကိုဆက်သွားနေနေရာဖြစ်ပါအခုဘုန်းဘုန်းတို့ရောက်နေတာက ကပိလဝေစုမှုနန်းတော်အရှိတ်မျိုးတို့ခုဘုံတော်ဝင်ခဲ့တာအနောက်ဘက်ကနေဝင်ခဲ့ကပိလဝေမြို့ရဲ့အရှိတ်မျိုးတို့ဖရာလောင်း29နှစ်ရွယ်မဟာတက်ကလေး69ဘာသူလာပြီးတကောင်ရခြေလောက်မှာဒီတရားနေပြီးတော့ကာမဂုဏ်အာယုန်တွေကိုပယ်ဆွတ်ပြီးတော့ပပ္ပစီတာသတော်ကောင်းအကျင့်ကိုအကျင့်ကို ယက်သားနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဒီနေ့ဘုန်းနာတိလို့ရတရားရှာဖို့ဆိုပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ထွက်သွားကြတယ်ကပိလဝတ္ထုမျိုးရိုးရဲ့အရှိမတ်မျိုးတရားဖြစ်ပါအဲ့ဒါဒီဘက်ကနေလန့်ချီတာအဲ့ဒါဟိုအပြစ်ဘက်ဘောင်းမှာဘုန်းတို့သောတရဏအာယတိမီတို့ရဲ့စီတီဘက်ကိုဟုတ်ပါဘုရားဘုရား ရတယ်ဟိုကုံလေးတက်ကြည့်လားမစိတ်ချည်ဘူးပြေးလားပြေးပါဗျာအဲ့ဒီရာကိုကန္တကနိဝရဏစင်ကြီးတို့အလောင်းတော်ဒိဋ္ဌာကတောထွက်ပြီးလေလာတဲ့အခါကျတော့နောက်ဆုံးအနေနဲ့တတန်တရားလုံးကျင့်လေခဲ့တဲ့ကာမနယ်ပယ်မှာနောက်ဆုံးအနေနဲ့နတ်တော်ကိုလက်ကြည့်မယ်ဆိုပြီးမြင်းကိုရက်လိုက်အဲ့လိုမြင်းကိုရက်လိုက်တဲ့နယ်ပယ်အထဲဒီကပလူနန်းတော်ကြီးကဒီမှာထမ်းထားတဲ့မြေကြီးကအမောင်တော်တို့တာလက်ကြည့်တရားမလိုပါဘူး ကျွန်တော်မျိုးပဲလှည့်ပေးပါမယ်လို့မပြောတော့လည်းပြောတကယ်လို့မြင်းကြီးကိုဆက်ကြလို့လှည့်ပေးအဲကန္တကမြင်းရက်လိုက်တဲ့နေရာကိုကန္တကနေဝဒနာစီတီအယူနက်စကိုကနေအသိမပြုထားပြတာတို့တော့ဒါကိုကြကြနေလားပြောလို့နေဘောဆိုရနေပြီးတော့ဘတ်ဂျက်ပါညာကောင်းကောင်းမရှိတဲ့အခါခဏခဏမလို့အိန္ဒိယလို့ဆိုတော့ဒါကောင်းကောင်းလို့ကန္တကနေဝဒနာစီတီလို့ ကနကမြင်းနဲ့ရက်ပြီးတော့ Gambler ဝန်တော်ကြီးကိုနောက်ဆုံးတက်ကြည့်ရတဲ့နေရာအခုဘုန်းတို့ဘုန်းတွင်နေရတဲ့ CD နဲ့စု Best to Power ီစေတီနဆူကတဆူဝသရရဏမင်းကြီးရဲ့ဓာတ်တော်စီတီဖြစ်ပါတယ်နော်နောက်တဆူကမာယာဒေဝီဒီမယာကြီးဘုရားလောင်းဖောင်းတော်မူပြီးတဲ့အခါခုနှစ်ရက်ပြန်မှာအနယဆန်တော်တဲ့မာယာဒေဝီဘုရားကြီးရဲ့အုတ်ခုပေါ့လေဒါအုတ်ခုစေတီလေးလည်းပြောလို့ရတယ်ဒီနေ့ရဟနာရဲ့ဓာတ်တော်သမဏရာဖြစ်တဲ့ဓာတ်စုစေတီလေးပြောလို့ရတယ်ဘုရားကြီး အမရရဆိုရင်ဘောရိဗေနဲ့ရွှေဦးလေးလုံးရွှေဦးလေးလုံးကတလုံးအကြီးဆုံးတော့ဒေသနာဒုတိယအကြီးဆုံးကဒေသနာဘွဲ့တတိယအကြီးဆုံးကလုံးဝတူသရုပ်အကြီးဆုံးကလေးဝတူဆိုတော့ဟိုကပလီဝနန်းတော်ကဒေသနာမှမရှိဘူးဘုလည်းရှိရှိတဲ့နေရာနော်ဒါမေးစရာရှိတယ်ဘုံဘုံယူဆကိုပြောမှာစိတ်အာတော့ကမင်းကြီးကအဲ့နေရာမှာဆိုအထိမ့်မှတ်နေတယ်ရုပ်ခဲ့တာဖြစ်နေတယ် ဲ့ကပလီဝဲနန်းတော့ဟာဒီတိလေဧရိယာပါတယ်ပါအဲ့ဒါဘာလို့ကြည့်ပြောတာလဲဆိုတော့အခုပြောတယ်အဲ့တော့တောရဏမင်းကြီးရဲ့ဓာတ်တော်လေးဌာပနထားတယ်စေတီတော်အယိုးစေတီတော်ဓာတ်တော်စေတီတောရဏမင်းကြီးကကပလီဝဲနန်းတော်ထဲမှာရဟန္တာဖြစ်ခဲ့တယ်ဟုတ်ပထမတကကပလူမျိုးရဲ့မှာဘုရားစောခန္ဒီတာကိုတွေ့တဲ့အခါကျတော့အာသာယအပြည့်ဘယင်ကြီးရှိနေတာကိုမျိုးရဲ့မှာ ိုမိန်နဲ့နှခမ်းတို့အိုမိန်နဲ့လှည့်ပြီးတော့တောင်းရစားမှာတော့အဖေကိုတိတ်ခါကြောင်လုပ်ရဲဆိုတဲ့သဘောနဲ့လျှောက်ထားတဲ့ကလည်းသာသာရှိရရှင်မယားဆိုသူရဲ့ဆွမ်းခံဝတ်တွေကိုပြောပြတဲ့ဂါထာနှစ်ခုရဲ့အစုံပါပဲသောရဏမီသောတပန်ကြီးနောက်တစ်ခါသုလဓမ္မပါဠိဆံမဟာဓမ္မပါဠိဆံဒီဇက်တော်တွေခေါ်တဲ့အခါကျတော့သောရဏမီကြီးကကြည့်ပြီးအောင်ပါပဲအဲ့ဒါတခုပေါ့ဒီမှာမျက်မှောက်ပြတယ်တို့တော့သောရဏမင်းကြီးက ်နိုင်ငံမလူခဲ့လို့လားတော့နိုင်ငံလူခဲ့တော့လည်းအိဘကူရန်ဖြစ်စုမပန်ခဲ့လို့လားအကြောင်းနဲ့ချက်တစ်ချက်ချက်ချိုးရင်းတာရှင်းနိုင်တဲ့တစ်ချက်လုံးလည်းဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်သူကအိဘကူရန်မဖြစ်နိုင်ဘူးတော့သူကိုယ်တိုင်လည်းဘုန်းကြီးဝှရှင်တဲ့ဆန္ဒမရှိသေးလဲရှိမှာပေါ့လေလူအနေနဲ့ရန်နာဖြစ်တာဖြစ်တယ်နောက်တစ်နေ့မှလည်းအရုံတက်ခံပါပဲပြိနေပါဆန်ရန်နာပြီပြီဆိုရင်တော့ဆက်ပြီးနေရင်တော့ကိုယ်ရည်ပြည့်ပြည့်ဝရတယ် လုံးဝယဟန်ပြုတာအဲ့ဒီကုတခုလုံးမယ်ဆိုရင်တော့ယန္တာနေတဲ့တက်ရှိတဲ့ပြန်ဆက်နေလို့ရတယ်လူအနေနဲ့တော့ယဟန်အဆိုအကုန်ကိုလူရဲ့ဝယ်စားနေတယ်လူရဲ့အကျင့်တိကနဲ့မထိနေမှာယဟန်ရဲ့ကုံနဲ့မှာယဟန်ရဲ့အကျင့်တိကနဲ့မှာယန္တာဆိုတဲ့အကုန်ကိုအသက်ရှိတဲ့ပြန်ထိနေတယ်ဒီနေရာလေးကတောင်းတာပဲရောက်တယ် Grand Stupa ပေါ်မှာလည်းအဆူရှိတယ်တော်ရဏမင်းကြီးရဲ့တက်တော်စီတီဘဝက မာယာနေဘူးရဲ့အယိုးပြတော့မဟုတ်အယိုးစီတိတ်မရောက်တဲ့လို့ပေါ့တက်တက်ခေါ်လာ